ခိုင်မှာဆောင်းသိမ့်နံခင်စိုက်ပျိုးတဲ့အလုံနဲ့အသက်မွေးကြတဲ့တောင်သူတွေဟာသွင်းအားစုကုန်ကြစရိတ်ကြီးမြင့်မှုစိုက်ပျိုးရေးသုံးဆေးဝါးတွေရှာပါမှုတွေကြောင့်ဆောင်းသိမ့်နံစိုက်ပျိုးရေးမှာအခက်အခဲကြုံနေကြရသလိုအခါလုံးမှုကြောင့်ပျက်စီးမှုတွေလည်းရှိနေတယ်လို့နရီစရာသတင်းဌာနကိုပြောကြပါရယ်သွင်းစုတွေဖြစ်တဲ့တမ်းမြေဩဇာနဲ့နေစာအလုသမခဈေးနှုန်းကြီးမြင့်မှုစိုက်ပျိုးရေးသုံးဈေးဝါရှာပါမှုတွေကြောင့်အခုလိုအခက်အခဲနဲ့ကြုံတွေ့နေကြရတာပါ ရခိုင်ဒေသဟာမြေဝကျွန်းပေါ်ဒေသတစ်ခု ဖြစ်တယ်လို့မုံများတဲ့ဒေသတစ်ခုလည်းဖြစ်တော်မူခါလွန်မိုးရွာသွန်းမှုကြောင့်လဲပြည်နိုင်ခင်းအပြည့်အစည်တွေလည်းရှိနေကြတာဖြစ်ပါတယ်။ဖယဲနဲ့ခရမ်းကိုအ திக ဦးစားပေးစိုက်ပျိုးနေတဲ့ကျောက်တော်မျိုးနေကတောင်သူတူဦးဖြစ်တဲ့အသက်65နှစ်အရွယ်ဦးဦးတမောင်ကစောင်းသိနေခင်းစိုက်ပျိုးရာမှာသူကြုံတွေ့နေရတဲ့အခက်အခဲကိုအခုလိုပဲပြောပြပါရစေ။ ခုဆက်ရတာတော့ဟိုတုန်းကတည်းကနေနေလောက်ခက်ခဲ့တာပေါ့ဘာဖြစ်လို့ဆိုရင်ဟိုဒင်းမြင်ဩဇာဈေးကတအားများတယ်နောက်ပြီးတော့တဘာဝကလေးဒီနေ့တော့တခြားနေတဲ့နဲ့တဘာဝမတူတော့ဘူးမို့တအားများတယ်အဲ့ဒါကြောင့်နေနေလောက်အခက်ခဲရှိတယ်ဒင်းမြင်ဩဇာတအိတ်ကိုပြီးခဲ့တဲ့နှစ်တွေကတအိတ်ကို9000 8000ဝန်းကျင်သာရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့2သိန်းခွဲ3သိန်းဝန်းကျင်အထိပေးဝင်နေရတာကြောင့်သွေးအားစုကုန်ကြစည်ရိမ်နဲ့တွက်ချေမကိုက်ဘူးလို့သူကဆိုပါတယ်။လိုအပ်တဲ့စပြုရေးသုံးပစ္စည်းတွေကိုပြည်မဖက်ကအလွေတကူရရှိခဲ့ခြင်းမှာဆောင်းသိနိုင်ခင်းတွေကိုလေအေကများများစိုက်ပျိုးနိုင်ခဲ့ပေမဲ့လည်းအခုတော့အေကအနေငယ်လောက်သာတနိုင်တပိုင်းစိုက်ပျိုးနိုင်တော့တယ်လို့ဦးဦးသားမောင်ကဆက်ပြောပါတယ်။ဟိုတုန်းကဆိုရင်တော့ဟိုအလုသမာစီရောတင်းမြေဥစားစီရော အဲ့တင်းတော့ဆိုလေအဲ့နင်းနေလောက်ဈေးရှော့ဈေးပေါ်တော့ဆိုရင်တော့တေကဆိုင်တယ်ဆိုင်တယ်နေကဆိုင်လူဆိုင်တယ်ဧကဝဲဆိုင်လူဆိုင်တယ်အဲ့လိုမျိုးဆိုင်တာပေါ့အခုကတော့တေကဆိုင်ဖို့ဆိုတာမလိဘူးတဲ့မြဟောဇာကတအားစီကတော့တဲ့မြဟောဇာတေကမှဆိုရင်ဒီဘေးဆိုင်ရတာကတဲ့မြဟောဇာလင်းအေးလောက်ဝင်တဲ့မြဟောဇာလင်းအေးဆိုရင်15ပဲလေတဲ့အေး9သိန်းကျော်နောက်အိန္ဒိယကလာတဲ့တဲ့မြဟောဇာအမေတဲ့အေးကိုဆိုလို့ရှိရင်3သိန်း6သောင်း ဘင်္ဂလားတန်းကလာတာဆိုရင်လည်းသုံးသိန်းအဲ့လိုမျိုးစင်အများများမဆိုင်နိုင်တော့ဘူးပေါ့ဒီရသည်ဟာငရုတ်ခရမ်းတခွာပဲအမျိုးမျိုးပြောင်းတဲ့ဖရဲစိုက်ခင်းတွေစတင်စိုက်ပျိုးကြတဲ့ရာသီဖြစ်ပြီးအခါလုံးမိုးရွာသွန်းမှုတွေကြောင့်စိုက်ခင်းတွေလည်းပျက်စီးခဲ့ရတယ်လို့ရခိုင်တောင်သူတွေကပြောကြပါဗျာ ီလနိုဝင်ဘာလ2ရက်နေ့ကစတင်ရွာသွန်းခဲ့တဲ့အခလွန်မိုးကြောင့်ဆောင်းသီးနယ်ခင်းတွေပျက်စီးခဲ့ရတဲ့တောင်သူတွေအထဲမှာအသက်52နှစ်အရွယ်ဦးကျော်ရွှေလဲတရားအပောင်းဝင်ဖြစ်ပါတယ်။သူကတော့သွေးအားစုကုန်ကြစည်အပြင်အခလွန်မိုးကြောင့်ဆိုင်ခင်းတွေပြည့်စည်ခဲ့ရတဲ့အခြေအနေနဲ့ပတ်သက်လို့နှရင်းစရာကိုအခုလိုပြောပါရစေ။ဘလို့နေထားတဲ့ဖြစ်ကလေးဆိုတော့ဆိုင်လိုပြီးတာနဲ့ဘလောက်မကြသေးဘူးလေ ပြီးတော့မေဩဇာတွေ့တာနဲ့ မောကတားရွာတော့ကိုရွာလို့ပြရတဲ့အဲ့ရဲ့ပင်တွေကညိုနေတော့တေဖို့ဖက်ကိုများတယ်ဟိုတခါပထမတခါလေးဆုံဆုံတော့ပြီတခါဟိုအေးတခင်းအင်းဒီခင်းပါဝါပြီးပိုးတယ်အခုနောက်တစ်ခါစိုက်ပြန်တော့လေဆင်မပြေဘူးဒီမှာလည်းမပြေဘူးဒီနေ့ကလုံးဝကိုစိုက်လို့မရဘူးမနေ့ကလည်းမပြေဘူး ာစစ်တွင်မြို့နယ်ကြောက်တန်းကြီးကျေးရွာစာတိဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ဆန်းပိုင်းကနေကြောက်တော်မြို့နယ်ကကျေးရွာတစ်ခုကိုမိသားစုလိုက်စပေးရှောင်လာကြတာဖြစ်ပါတယ်။မိုးများတဲ့အတွက်သီးနှံခင်းတွေပျက်စီးခဲ့ရသလိုလိုအပ်နေတဲ့သီးနှံကာကွယ်ရေးစီမုံတွေလည်းရှာမရလို့အခက်အခဲကြုံရတယ်လို့လည်းကြောက်တော်မြို့နယ်ကနောက်ထပ်တောင်းသူတူဦးဖြစ်တဲ့အသက်၄၀အရွယ်ဦးမောင်စိုးလိုင်ကပြောပါတယ်။ ခါခေတည်းကတော့နည်းနည်းမိုးမြက်ကအပေါင်ခါတည်းကလုံးလုံးဖြစ်ဖြစ်နေတယ်။ဒါပေမဲ့ဟိုပေါင်ခါတည်းကပြားစီးတွေခံရနေတယ်ဟိုမျိုးစီးတွေဝေကလည်းမပါဝါဆုံဆုံဆိုလည်းမြနေတယ်။ဆက်ပြီးခါခေကတော့ဟိုပိုးတင်ညာတွေပိုးမြောက်တယ်ပိုးနိုင်တဲ့စီးကိုစပွားတွေဗာတယ်လေးအားလုံးမဘူး။ပိုသိစီရလေကိုလိုရှင်လေဟာကိုအလုံးမရနိုင်ခဏရတဲ့တောက်တောက်ကြီးက ရခိုင်မှာတိုက်ပွဲတွေကြောင်းပြည်မဖက်ကဟင်းသီးဟင်းရွက်တွေမဝင်တော့တာကြောင့်ဒေသရင်းစားသုံးဖို့အတွက်ဆောင်းသီးနံတွေကိုတနိုင်တပိုင်းစိုက်ပျိုးနေကြတာလည်းဖြစ်ပါရဲ့ရှင်။ကျွန်မအင်းရခိုင်ပါ။